ကျမရဲ့ပြည်သက်ကြီးကိုကျမအခုပြပြချင်တဲ့တင်ရတော့ရန်ကုန်ကနေပြီးတော့တာချီလေးကိုထွက်လာတဲ့လင်းရကဒီလမ်းမှာပဲလင်းရကိုရဲတချို့ပြုတ်ကျခဲ့တဲ့တင်ပဲဖြစ်ပါတယ်။ဒီကနေ့ဇူလိုင်လ2ရက်နေ့2025ခုနှစ်ပေါ့နော်။ဒီကနေ့မှာအဲတန်လွင်လေးကြ SB7394 လေးကရန်ကုန်ကနေပြီးတော့တာချီလေးကိုပြန်တန်းလာပါတယ်။ဒီလိုပြန်တန်းလာတဲ့အချိန်အတွင်းမှာပဲညာဘက်အင်ဂျင်အောက်ကအကာတချို့ပြုတ်ချခဲ့ပြီးတော့ဒီလိုမျိုးပြုတ်ချခဲ့တာကိုတာချီလေးရောက်မှသာသိခဲ့ရကြအောင်ခရီးသွားတွေဆီကနေပြီးတော့သိရပါတယ်။ဒီကနေ့မနက်ရန်ကုန်တာချီလေးမန္တလေးပြန်တန်းတဲ့အဲတန်လင်းလီကျောင်းလိုက်မှာ တာချီလေးလေငွေမှာဆင်းသက်တဲ့အချိန်မှာလေရင်ကိုယ်တွေတချို့ပြုတ်ချခဲ့ကြအောင် သိရခြင်းဖြစ်ပြီးတော့ခရီးတဲ့များမသိရခဲ့ကြအောင်ဒီတဲ့ င်းရင်းမြစ်တချို့ကနေပြီးတော့တည်ရပါတယ်။ညာဘက်အင်ဂျင်အောက်ကလေယာဉ်ကိုတဲ့ရန်ကုန်ကနေပြီးတော့တာချီလေးလာတော့ပြုတ်ချခဲ့တာတာချီလေးလေးစိတ်ဆင်းမှတည်ရတယ်ဆိုပြီးတော့ ဒီတရင်ရင်မြစ်ပေါ့နော်။ကနေပြောပါရတယ်။ခီးတဲ့တွေကတော့မသိရဘူး။အနေရဲ့အရန်များတဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ဒီဖြစ်စဉ်ကလင်းရင်ထိမ့်သိမ့်မှုညံပြင်းခြင်းကြောင့်ဖြစ်ရခြင်းလို့သုံးသပ်ကြပြီးတော့ခီးတဲ့တွေအတက်အနေရဲ့အပေါ်ကိုအလေးမထားမှုဖြစ်ကြောင်းဝေဖန်မှုတွေအများကြီးရှိနေပါတယ်။ဒီလိုမျိုးဆိုတော့ဘာပဲဖြစ်ဖြစ်တော့ဒီလိုအဖြစ်ပြက်ကြီးရတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်။အခရီးတဲ့တွေကိုဂယုမဆိုင်ရရောက်တဲ့ပေါ့နော်။ဒါကတော့ဒီကနေ့ဇွန်လ2ရက်နေ့အဲတန်လွန်လီကျောင်းသားရဲ့တည်င်းလေးပဲဖြစ်ပါတယ်။ ကျမရဲ့ပရိသတ်ကြီးကိုကျမအခုပြပြချင်တဲ့တဲ့တင်ရတော့ရန်ကုန်ကနေပြီးတော့တာချီလေးကို ထွက်လာတဲ့လေယာဉ်ကဒီလမ်းမှာပဲလေယာဉ်ရဲ့ကိုယ်တဲ့တချို့ပြုတ်ကျခဲ့တဲ့တဲ့တင်ပဲဖြစ်ပါတယ်ဒီကနေ့ဇူလိုင်လ2ရက်နေ့2025 ခုနှစ်ပေါ့နော်ဒီကနေ့မှာအဲတန်လွင်လေးကြောင်းလိုင်းဟာ SB 739လေးရရန်ကုန်ကနေပြီးတော့တာချီလေးကိုပြန်တန်းလာပါတယ်ဒီလိုပြန်တန်းလာတဲ့အချိန်အတွင်းမှာပဲညာဘက်အင်ဂျင်အောက်ကအကာတချို့ပြုတ်ကျခဲ့ပြီးတော့ဒီလိုမျိုးပြုတ်ကျခဲ့တာကိုတာချီလေးရောက်မှသာသိခဲ့ရကြောင်းခရီးသွားတွေဆီကနေပြီးတော့သိရပါတယ်ဒီကနေ့မနက်ရန်ကုန်တာချီလေးမန္တလေးပြန်တန်းနဲ့အဲတန်လွင်လေးကြောင်းလိုင်းမှာ တာချီလေးလေးဝင်မှာဆင်းသက်တဲ့အချိန်မှာလေးရင်ကိုယ်တွေတချို့ပြုတ်ကျခဲ့ကြောင်းသိရ ခြင်းဖြစ်ပြီးတော့ခရီးသည်များမတိရခဲ့ကြအောင်ဒီတည်င်းရင်းမြစ်တချို့ကနေပြီးတော့တည်ရပါတယ်ညာဘက် အင်ဂျင်အောက်ကလေရင်ကိုတဲ့ရန်ကုန်ကနေပြီးတော့တာချီလေးလာတော့ပြုတ်ချခဲ့တာတာချီလေးလေးစိတ်ဆင်းမှတည်ရတယ်ဆိုပြီးတော့ ဒီတရင်ရင်မြစ်ပေါ့နော်ကာနေပြောပါတယ်ခရီးတယ်တွေကတော့မသိရဘူးအနေရဲ့အရန်များတဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်ဒီဖြစ်စဉ်ကလင်းရင်ထိမ့်သိမ့်မှုညံပြင်းခြင်းကြောင့်ဖြစ်ရခြင်းလို့သုံးသပ်ကြပြီးတော့ခရီးတယ်တွေအတက်အနေရဲ့အပေါ်ကိုအလေးမထားမှုဖြစ်ကြောင်းဝေဖန်မှုတွေအများကြီးရှိနေပါတယ်ဒီလိုမျိုးဆိုတော့ဘာပဲဖြစ်ဖြစ်တော့ဒီလိုအဖြစ်ပြက်ကြီးရတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်။အခကြီးတဲ့တွေကိုဂယုမဆိုင်ရရောက်တဲ့ပေါ့နော်။ဒါကတော့ဒီကနေ့ဇွန်လ2ရက်နေ့အဲတန်လွန်လီကျောင်းသားရဲ့တည်င်းလေးပဲဖြစ်ပါတယ်။